ပြည်ထောင်ဝန်ကြီးချုပ်ရဲ့ညိုပေါင်းသက်ဖွဲ့စည်းရေးအစီအစဉ်ကိုထရွန့်ရဲ့အထူးတန်တမန်ပေးချံပြည်ထောင်ဝန်ကြီးချုပ်စာကီယာစတာမာရဲ့ယူကရိန်းတုံချုံရဲ့အတွက်ညိုပေါင်းသက်ဖွဲ့စည်းရေးအစီအစဉ်ကိုဒေါ်နယ်ထရွန့်ရဲ့အရှိလေပိုင်းဒေသဆိုင်ရာအထူးတန်တမန်ကပေးချလိုက်ပါတယ် ယူကရိန်းနဲ့ရုရှားအကြားပြစ်ခတ်ရစေရင်ညှိနှိုင်းမှုတွေကိုထရန့်အစားဆောင်ရွက်ပေးနေတဲ့စတီဗီကော့ကဗြိတိန်ဝန်ကြီးချုပ်နဲ့ဥရောပအခေါင်းဆောင်တွေဟာသူတို့ကိုသူတို့ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဝင်းစတန်ချာချီလို့ဖိအားမယ်လို့ယူဆနေပုံပေါ်ကြောင်းဝေဖန်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းကထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Wisdom Churchill လို့ဥရောပခေါင်းဆောင်တွေကသူရဲ့ခေါင်းလှုပ်ချင်နေတယ်လို့ Stewart Cook ကဝေဖန်ခဲ့တာဖြစ်ပြီးအခုကဒုတိယကမ္ဘာစစ်ထဲမှာမဟုတ်သလို NATO အဖွဲ့လည်းရှိနေပြီလို့သူကပြောပါတယ်။ Trump လိုလားတဲ့ Channel လေးတဦးနဲ့အင်တာဗျူးတစ်ခုအတွင်းမှာ Stewart Cook ကအခုလိုပြောခဲ့တာပါ။ ဗစ်ကော့ကရုရှားသမ္မတဗလာဒီမာပူတင်ကိုသူသဘောကျအကြောင်းလေးပြောခဲ့ပြီးပူတင်ကလူဆိုးတယောက်မဟုတ်ဘဲလူတော်တယောက်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။